ဂျပန်ကလပ်တိုဂျိုဗာဒီမျိုးသမီးတင်ဟာလာမယ့်အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲအတွက်ရန်ကုန်မြို့ကိုနိုဝင်ဘာလ6ရက်နေ့ကရောက်ရှိလာခဲ့ပါတယ်။တိုဂျိုဗာဒီတင်ဟာအမျိုးသမီးအာရှချန်ပီယံလိအုပ်စုစီမှာ Asian ISB အသင်းတောင်ကိုရီးယားကလပ်ဆူဝွန်အသင်းမြောက်ကိုရီးယားကလပ်နာဂိုရောင်းအသင်းတို့နဲ့တောင်းဆိုတဲ့ကြာရောက်နေပါတယ်။တိုဂျိုဗာဒီတင်ဟာဒီနှစ်အမျိုးသမီးအာရှချန်ပီယံလိအုပ်စုစဉ်ကိုအုပ်စုတွင်ပြိုင်ဘက်တောင်ကိုရီးယားကလပ်ဆူဝွန်အသင်းနဲ့အတူတိုက်ရိုက်ဝင်ခွင့်ရရှိထားခဲ့ပြီး အင်ရှင် ISB အသင်းနဲ့မြောက်ကိုရီးယားကလပ်နာဂိုရောင်းအသင်းတို့ကတော့ခြေစစ်ပွဲအဆင့်ကနေတက်ရောက်လာခဲ့တာပါအမျိုးသမီးအာရှချန်ပီယံလိအုပ်စုစီပွဲစဉ်တွေကိုရန်ကုန်မြို့တူနာဘောလုံးကွင်းမှာနှွေမာလ9ရက်နေ့12ရက်နေ့နဲ့15ရက်နေ့တွေမှာရှင်နယ်ကစားမှာဖြစ်ပါတယ်။အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲအတွက်ရန်ကုန်မြို့ကိုရောက်လာခဲ့တဲ့တိုဂျိုဗာဒီသင်းမှာယူဇူဟိုရှိโอကိုရှိနဲ့ယူဇူကီယာမာမိုတိုအပါအဝင်အဓိကကစားသမားအစုံလေးပါဝင်လာခဲ့ပါတယ်။ ဒိုဂျိုဗာဒီသင်းဟာနိုဝင်လ9ရက်နေ့မှာမြောက်ကိုရီးယားကလပ်နာဂိုရောင်းသင်းနဲ့အောက်စုဖွင့်ပွဲစဉ်ကိုကစားရမှာဖြစ်ပြီးနိုဝင်လ12ရက်နေ့မှာတော့အောက်စုတွင်ဒုတိယပွဲစဉ်ဖြစ် Asian ISB ရည်သင်းနဲ့ကစားရမှာဖြစ်ပါတယ်။ဒိုဂျိုဗာဒီသင်းဟာနိုဝင်လ15ရက်နေ့မှာတော့တောင်ကိုရီးယားကလပ်ဆူဝွန်သင်းနဲ့ကစားရမှာဖြစ်ပါရဲ့ရှင်။